မင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုထဲမှာတော့ Google Wallet က PayPal ကိုဖျက်လိုက်ပြီဆိုတဲ့သတင်းအကြောင်းကိုပြောပြသွားပေးမှာဖြစ်ပါတယ်အခုသတင်းကတော့ American နိုင်ငံအတွက်အရေးကြီးတဲ့ပြောင်းလဲမှုတစ်ခုဖြစ်နေပြီးမြန်မာနိုင်ငံက online user တွေ online payment အသုံးပြုသူတွေပါတည်ထားဖို့အရေးကြီးပါတယ်2025ခုနှစ်ဇွန်လ13ရက်နေ့မှစပြီး Google Wallet မှာချိတ်ထားတဲ့ PayPal အကောင့်တွေကိုအလိုလျောက်ဖျက်သွားမှာဖြစ်ပါတယ်ဒီလိုဖြစ်တဲ့အခါမှာ PayPal မှာတဆင့်ပြုလုပ်ထားတဲ့ recurring payments များစည်ရင်းတွင်းထားတဲ့ဝန်ဆောင်မှုတွေတော်တော်များများဖြတ်တောက်သွားနိုင်ပါတယ်။နောက်ထပ်တစ်ချက်ကတော့သင် PayPal branded debit card အသုံးပြုနေရင်တော့ Google Wallet မှာဆက်သုံးလို့ရသေးပါတယ်။ဒါပေမဲ့ PayPal transaction history ကတော့ Google Wallet မှာမမြင်နိုင်တော့ပါဘူး။အဲဒါကြောင့်သင်ငွေစည်ရင်းတဲ့ငွေလက်ခန်းစာရင်းတွေကို PayPal application မှာသာဝင်ကြည့်နိုင်ပါပြီ။ ။ဘာကြောင့်အဲ့ဒီလိုပြောင်းလဲမှုဖြစ်လာတာလဲ Google ကတော့အကြောင်းပြချက်တိတိကျကျပြောမထားပါဘူး။ဒါပေမဲ့ PayPal ကသူတို့ရဲ့ debit card နဲ့ stable coin PayPalist ကိုထောက်ပံ့မှုနဲ့သူတို့ရဲ့ဝန်ဆောင်မှုကိုတိုက်ရိုက်အသုံးပြုဖို့ကြိုးပမ်းနေတာလို့ယူဆရပါတယ်။အခုတင်ပါရီလုတ်တင်တယ်လေ။တင် Google Wallet မှာ credit card debit card တို့မဟုတ် bank account တခုခုအသစ်ထည့်သွင်းဖို့လိုပါတယ်။တခြား merchant တွေမှာပြုလုပ်ထားတဲ့ recurring payment subscription တွေကိုပြန်စစ်ပြီး PayPal မဟုတ်တဲ့ payment method အသစ်တွေနဲ့ပြောင်းသုံးဖို့လိုပါတယ်။ အာရှနိုင်ငံများမှာအခုအခြေအနေမပြောင်းလဲသေးပေမဲ့အနာဂတ်မှာအလားတူပြောင်းလဲမှုတွေပေါ်လာနိုင်ပါတယ်။ဒါကြောင့်တင်ပြထားတဲ့အချက်တွေကိုတည်ချာနားလည်ထားဖို့အရေးကြီးလိုအပ်ပါတယ်။နောက်ဆုံးအနေနဲ့ဒီလိုနောက်ဆုံးပေါ် touch new တွေ digital payment update တွေကိုမြန်မာဘာသာနဲ့နောက်ထပ်ကြည့်ချင်တဲ့ဆိုရင်တော့ channel ကို subscribe လုပ်ထားပေးပါနော်။ဤပညာနဲ့ပတ်သက်တဲ့သတင်းများ IT နဲ့ပတ်သက်တဲ့သတင်းများကိုမြန်မာလူမျိုးတွေအတွက်တင်ဆက်နေပါတယ်။နောက် video မှာပြန်ဆုံတွေ့ကြမယ်နော်။ကျေးဇူးတင်ပါတယ်။